ဒီနေ့ဗီဒီယိုမှာတော့ကိုမကြိုက်ဆုံးဂျပန်စကားလုံးတွေအကြောင်းတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုလာပြောတယ်ပြောခံရတယ်ဆိုလို့ရှိရင်အမြင်ကက်သွားတယ်ဂျပန်စကားလုံးတွေအကြောင်းပြောပြမှာပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားရဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်လိုက်ကြပါဦး။ဩဆက်မကြည့်ခင်တခုပြောစရာရှိသေးရဲ့ကွယ်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့အခုပြောပြမယ်စကားလုံးတွေကသူ့ရဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ကမကောင်းတဲ့အဓိပ္ပာယ်ကိုတက်ရောက်တာတို့ပြောခံရလို့ရှိရင်မကောင်းတာတို့ဘာလို့အဲ့လိုမျိုးမဟုတ်ဘူးကွယ်ဂျပန်နေတုံးနေကြနေစဉ်တုံးစကားတွေပဲဒါပေမဲ့ကိုကမကြိုက်တာ ထောက်ကတော့လူအများအကျဥ်ကြိုက်ကြတယ်ကျွန်မက ကြုံမကြိုက်ဘူးအဲ့လိုလိုသဘောမျိုးပဲ။အဲ့စကလုံးတွေကဘာပြစ်မှမရှိဘူး။ဒါပေမဲ့ကိုကအမြင်ကတ်တာ။ကိုမကြိုက်ဘူးဆိုတိုင်းဒီစကလုံးကမကောင်းတာမဟုတ်ဘူးဆိုတာကိုပြောချင်တာ။နားလည်မှုလွဲပြီးတော့ဒါမသုံးရဘူး။အော်ဒီလိုမျိုးပြောခံရလို့ရှိရင်မကောင်းဘူးပဲဘာညာဆိုပြီးတော့ထင်သွားကြမှာဆိုလို့ပေါ့နော်။အခုသဖြင့်ဂျပန်စာအုပ်ခုမှစပြီးတော့လေးလာနေတဲ့လူတွေဆိုလို့ရှိရင်ကြတော့ အဲ့လိုမျိုးနားလည်မှုလွဲနိုင်တာရှိရပါတော့အဲ့ဒါကြောင့်လို့ကြိုပြီးတော့ပြောတာ ਈ အမှန်တမ်းပြောမှဆိုလို့ရှင်တော့ ਈ မကြိုက်ဘူးဆိုပေမဲ့လည်းသူတို့ရဲ့နေစဉ်သုံးစကားဆိုတဲ့အခါကျတော့အများရန်ပြောခံနေရတာပဲပေါ့နော်ကို့ပါဇက်ကနေတော့အဲ့စကားလုံးတွေကိုတိတ်ပြီးတော့ပြောလိပြောတာမရှိဘူးပေါ့နော်ဂျပန်စကားလုံးထဲမှာအမြင်အကက်ဆုံးပထမဆုံးစကားလုံးကဘာလဲဆိုလို့ရှင်ကျတော့နာရူဟိုတိုဆိုတဲ့စကားလုံးတကယ်တော့အဲ့နာရူဟိုတိုဆိုတဲ့စကားလုံးကဘာမှအမြင်ကက်စရာမရှိဘူး ਈ ဘာလို့လဲဆိုတဲ့အခါကျတော့မြန်မာလိုစကားပြောနေပြောရမယ်ဆိုလို့ရှင်ကျတော့အော်အဲ့လိုလားအော်ဟုတ်လားအဲ့လိုမျိုးပုံစံမျိုးကွယ်နာရူဟိုတို ါဘလိုနေရာမှာတုံးကြအများလဲဆိုတဲ့ခါကျတော့ဥမာဆိုလို့ရှိရင်နောက်လာဆိုလို့ရှိရင်ဟိုဘက်လမ်းမှာရှမ်းခေါက်သေးဆိုင်အသစ်ဖွဲ့ပါတယ်ဆိုပြီးတော့ကိုကတငယ်ချင်းကိုပြောလိုက်တယ်အဲ့ချိန်မှာကိုတငယ်ချင်းကနေကိုကိုပြန်ပြီးတော့ဟေးဟုတ်လားဆိုပြီးတော့ပြန်ပြောတာအေးဟုတ်လားဟေးဟုတ်လားအဲ့စကားလုံးလေးပဲဘာမှမုန်းเสียကောင်းတဲ့အမြင်ကက်เสียကောင်းတဲ့စကားလုံးမဟုတ်ဘူးပုံမှန်နေ့စဉ်သုံးတဲ့စကားပဲပေါ့နော်ဒါပေမဲ့ကိုကအဲ့ဟာကိုအမြင်ကက်တယ်ဘာလို့ကက်သွားတာလဲဆိုတော့အကြောင်းအရင်းအကြာဒီလိုမျိုးကြီးကိုဂျပန်ကိုအလုံးနဲ့လာမယ်လို့ဆုံးဖြတ်လိုက်တဲ့ချိန်မှာအလုံးရဖို့အတွက်အင်တာဗျူးတွေဖြေရတယ်ပေါ့နော် အဲ့ဖြေရတဲ့အင်တာဗျူးတွေတွေကတခုမှနာရူဟိုတို့နာရူဟိုတို့ဆိုပြီးတော့ခဏခဏပြောခံရလို့အမြင်ကပ်သွားတယ်ဒီရအဲ့ချိန်တော့ကိုယ့်ရဲ့ဂျပန်စာ N3 ဆိုပေမဲ့လို့ဂျပန်ရဲ့နေစဉ်သုံးစကားတွေအားလုံးကိုသိနေရမဟုတ်ဘူးကွယ်ဘယ်လိုပြောရကောင်းပါလဲစာဆန်ဆန်ပဲသိတာရေစကားပြောဆန်ဆန်မသိဘူးပေါ့နော်ဒါပေမဲ့အင်တာဗျူးတွေပိုင်းလုပ်တဲ့အချိန်မှာကျတော့စာဆန်ဆန်ပြောတဲ့လူတွေမရှိဘူးလေဟုတ်တယ်မလားပုံမှန်စကားပြောသူလူပဲပြောကြတာရေအဲဟုတ်လားအေးဟုတ်တာပေါ့အဲ့လိုလားအဲ့လိုလေပြောတာကိုရီးယားကျတော့ ID အလုံးဆိုတဲ့ခါကျတော့အင်တာဗျူးတဲ့အချိန်မှာလည်းဒီ pro programming နဲ့ပတ်သက်တဲ့ဟာတွေ ID နဲ့ပတ်သက်တဲ့ဟာတွေမေးခွန်းတွေမေးလာရှိရောเนาะအဲ့အချိန်မှာ तू မေးတဲ့မေးခွန်းကကိုကအောင်းထဲမှာနားလေတယ်ကွဒါပေမဲ့ ဂျပန်လိုထုတ်ပြောဖို့ကကြတော့ရှင်းပြတာဆိုတော့နည်းနည်းခက်တယ်လေကိုကလည်းကိုတီးသလောက်မှတ်သလောက်ရှောက်ဖြေတာကြီးကိုစကားတစ်ခုပြောလိုက်တယ်ဆိုလို့ရှိရင်အဲ့စကားဆုံးပြီဆိုတာနဲ့อืมနာရူဟိုโซနဲ့အော်နာရူဟိုโซအဲ့လိုအဲ့လိုစကားတစ်ခါဆုံးတိုင်းနာရူဟိုโซနာရူဟိုโซကြီးရခဏခဏပြောတာကြီးပြောတဲ့ချိန်မှာကျတော့လေသူ့ယုံကြည်ကိုကြည်ရတာကြီးဟိုလိုဘယ်လိုပြောရကောင်းပါလဲထောက်ခံပြီးတော့ပြောတဲ့အမှုအရာလို့မခံစားရပဲနဲ့အဲ့လိုခနဲ့ပြီးတော့ပြောနေတဲ့အမှုအရာကြီးတကယ်တော့အဲ့လူကြီးရအမှုအကျင့်ကလည်းအဲ့လိုပဲဖြစ်ရှင်ဖြစ်မှာပေါ့နော်ညီမလိုပြောရမယ်ဆို 微信。 อืมအဲ့လိုလားအော်အော်အော်ဟောဒါမျိုးလားอืมอืมအဲ့လိုရေအဲ့လိုယုံကြည်တာအဲ့လိုရေကိုကပဲလွဲနေတာတွေကိုရှောက်ပြောတာဟိုမှာ तू ကချိတ်မိတ်ပြီးတော့ဟုတ်တယ်လှုပ်ပေးလိုက်ရတဲ့ပုံစံမျိုးကြီးအင်တာဗျူးအချိန်မိနစ်30တနားရီလောက်အတွင်းမှာ तू နာရူဟိုတို့ကလုံးတရာတော့ရှိရဲ့အဲ့ဆိုဘလို့မချေပဲနေမှာဟုတ်တယ်မလားအဲ့ဒီအင်တာဗျူးပြီးတဲ့အချိန်ကစပြီးတော့အဲ့နာရူဟိုတို့ဆိုတဲ့စကားလုံးကိုအရင်အမြင်ကက်သွားတယ်အမြင်ကက်ဆုံးစကားလုံးကဘာလဲဆိုတဲ့ခါကျတော့ဝါတရှိနိခိခတဲ့တင်မူဝါကရနိုင်သူ့ရဲ့အဓိပ္ပာယ်ကဘလို့လဲဆိုတဲ့ခါကျတော့ငါ့ကိုလာမင်းနေ လဲငါမသိဘူးပေါ့နော်ပြင်ပြတဲ့အတိတ်ပဲတော့ရှိရဲကွဒါပေမဲ့ကိုယ်စိတ်ထဲမှာကျတော့အဲ့လိုပြ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 မခံစားရပဲနဲ့အဲ့ဒါအပြောခံလိုက်ရပြီဆိုငါ့ကိုလာမင်းနေလဲဘာထူးမှလဲငါ့ကိုလာမင်းနေလဲမသိဘူးသွားဆိုပြီးတော့အဲ့လိုပြပြတန်တန်ကြီးခံစားလိုက်ရတာရေးစိတ်ထဲမှာအဲ့တော့ဆိတ်ခါကျတော့အဲ့စကလုံးကိုကြားရပြီဆိုလို့ရှိရင်ငါ့ကိုလာပြီးတော့စိတ်မရှိရဲလေးတန်နဲ့ဆက်ဆက်နေရပဲဆိုပြီးတော့မြင်ကတ်တာပါတော့ဘာသာရှင်းနိခိခရတဲ့အတင်းဝါကာရနိုင်ဆိုတဲ့စကလုံးကိုဘလို့အချိန်နေမှာသုံးလဲဆိုတဲ့ခါကျတော့ကိုကအကြောင်းအရာတစ်ခုခုသိကျင်လို့တခြားတယောက်ကိုသွားမေးတယ်သွားမေးတဲ့အချိန်မှာလဲကိုမေးလိုက်တဲ့တယောက်ကကိုမေးတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ မသိဘူးအဲ့လိုမျိုးအချိန်မှာအဲ့တစ်ဖက်လူကပြန်ဖြေတဲ့အနေနဲ့သုံးရတဲ့စကားလုံးပေါ့နော်ဒါတော့ရေလုပ်ငန်းခွင်နေမှာဆိုလို့ရှိရင်ကိုကတရားရောက်ကိုတခုခုသွားမေးရဲဆိုလို့ရှိရင်ကိုမေးလိုက်တဲ့လူကနားမလည်ဘူးဆိုလို့ရှိရင်တော့မှသူကဝါသရှိနိခိခရတဲ့တင်မဝကရနိုင်ဘုခုနိခိခရတဲ့တင်မဝကရနိုင်ဆိုတဲ့စကားလုံးကိုတိတ်ပြောလို့ပြောတာမရှိဘူးပေါ့နော်ကိုအလုံးလုံးလာတဲ့တခြားပဝင်းကျင်ကလူတွေလည်းပြောတာမတွေ့ဘူးသလိုကိုကိုယ်တိုင်လည်းပြောခံရတာမရှိဘူးဒါပေမဲ့အဲ့အကိုကြီးတယောက်နဲ့အလုံးလုံးတဲ့အချိန်ကျမှအဲ့အကိုကြီးကခဏခဏပြောတာ ਈ သူအဲ့လိုမျိုးပြောတာ ਈ သူ့ကိုမျက်စောင်းတွေပါထိုးပြတော့ ခြင်လို့လေလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်အဲ့စကားလုံးအစားနည်းနည်းပို့ပြီးတော့ပျော့ပြောင်းတဲ့စကားလုံးတွေတုံးကြရများတယ်လို့ထင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကွယ် Women's Side ဝတ်သက်ရှိမှုဝါကရနိုင်တဲ့တောင်းပန်ပါတယ်ငါလည်းနားမလဲဘူးအဲ့လိုချိုးချိုးတက်တာလေးပြောလို့ရတယ်အဲ့ဒါကိုအဲ့လိုမျိုးမပြောဘဲနဲ့ဘခုနိခိခရတဲ့သူဝါကရနိုင်တဲ့အဲ့လိုမျိုးယုံကြည်တယ်ရမ်းရင်ကတော့တော့တတိယရောက်တစ်ခုကနည်းနည်းရှိရတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ Nihongo ga muzuka shii desu ne တဲ့ ပြောလို့ရမယ်ဆိုလို့ရှင်တော့ဂျပန်စာခက်တယ်နော်တဲ့တကယ်လို့အဲ့ဟာအဖို့ညိရဲ့စကားလုံးပေါ့နော်တယောက်ယောက်ကိုဟုတ်တယ်မလားဆိုရယ်အဖို့ညိရဲ့ဟာဟုတ်ရဲ့အဲ့တော့ဆိုတော့အဲ့ဒီနိဟွန်ဂိုကမူဇီကာရှိဒက်စနဲဆိုတာလေဂျပန်စာခက်လိုက်တာနော်ဆိုပြီးတော့ဖို့ညိပြီးတော့ပြောတာပဲဖြစ်ဖြစ်တယောက်ထဲရေရွတ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာသုံးတာပဲပေါ့နော်အဲ့ဒါဆိုဘာမှအမြင်ကက်စရာမကောင်းဘူးပဲဒါပေမဲ့ကိုကဘာလို့အမြင်ကက်တာလဲဆိုတဲ့ခါကျတော့အဲ့ဒီစကားလုံးတွေကိုဂျပန်နေခဏခဏသုံးလို့ပဲအလုံးနဲ့ပတ်သက်တဲ့မေးတွေပါရေးတဲ့အချိန်တွေပါရေးမှာဆိုလို့ရှိရင်ရေးရေးနဲ့ရက်သွားပြီးတော့နိဟွန်ဂိုကမူ ဇူကာရှိဒက်စနဲဘောနော်သူတို့ဂျပန်ဖြစ်ရဲ့သားနဲ့ကိုသူတို့ဂျပန်သားကြီးကခက်နေတယ်လို့သူတို့ကခံစားရလို့ခက်လိုက်တာနော်ဆိုပြီးတော့ပြောတာကြီးစိတ်ထဲမှာကြာဟွန်းဘောနော်သူတို့ဂျပန်ဖြစ်ပြီးတော့ဂျပန်သားခက်နေတာငါတို့နိုင်ငံခြားသားကြီးဆိုဘလို့မြန်လုံမလဲဆိုပြီးတော့အဲ့လိုမျိုးစိတ်ကြီးရကြီးခြေနဲ့စိတ်ကြီးဖြစ်လာပိုးကိုပို့တယ်ဗောကဲတော့ကြီးဂျပန်နေရဂျပန်သားခက်လိုက်တာနော်ဆိုပြီးပြောတဲ့အချိန်မှာကိုရီစီကပြန်ရဖို့လိုချင်နေတဲ့တုံ့ပြန်မှုကဘလို့စကလုံးလဲဆိုတဲ့ခါကျတော့ဟုတ်တယ်နော်ဟုတ်သားပဲဟုတ်လားဆိုပြီးအဲ့လိုမျိုးလေသူတို့ကို follow လိုက်ပြီးရစကလုံးလေးပဲ သူတို့ကပြန်လို့ခြင်းတာဒါပေမဲ့ကိုကတခါလေရွေ့ပြီးတော့ဟုတ်တယ်လို့ပြောတယ်လိုက်တာအေးအဲ့ရောပြပြတော့တာကိုဟုတ်တယ်လို့ပြောလိုက်တဲ့အချိန်မှာသူတို့ကအီးမန်သွားကြတယ်တခါလေသူတို့နဲ့စကားပြောနေတာအဲ့လိုမျိုးလေးသူတို့အီးမန်ကိုလုံးဝပြောစရာကောင်းတယ်အဲ့အမြင်ကက်တဲ့စကားလုံးကဘာလဲဆိုတဲ့အခါကျတော့မူရီကိုရှီနိုင်တဲ့ဂရာဆိုင် အဲ့ဒါကျမတို့ရောက်နေတဲ့လူတွေအကုန်လုံးပြောခံရဘူးမယ်လို့တော့ထင်တယ်ပေါ့နော်သူ့ရဲ့အထိပယ်ကိုမြန်မာလိုတင့်တော်အောင်ပြောရမယ်ဆိုလို့ရှင်တော့ဟိုလိုပြောရင်ရပါလားမသိဘူးကိုလုံးနိုင်တာထက်ကြော်လွန်ပြီးတော့မလုံးနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောချင်တဲ့နေရာမှာသုံးတယ်ရန်အလွန်အကျုံမလုပ်ပါနဲ့ဆိုတဲ့စကားလုံးပူတင့်တော်မယ်ရှင်အမှန်တော့အဲ့စကားလုံးကလည်းအမြင်ကက်စရာစကားလုံးတော့မဟုတ်ဘူးပေါ့နော်တခခုဒီတယောက်ယောက်ကိုအလွန်အကျုံနေလို့ဆရာမလို့ဘူးဆိုတာကိုအတိပေးချင်တဲ့သဘောမျိုးနဲ့သုံးတဲ့စကားလုံးပဲကွအရန်အလွန်အကျုံမလုပ်ပါနဲ့ဆိုတဲ့စကားကိုအပြောခံရပြီဆိုလို့ရှင်စိတ်ကြီးနေတဲ့အချိန်မှာဆိုလို့ရှင်တော့ ရည်ကျင်သွားတာပဲရှိတာ誒ရည်ကျင်သွားဆိုတာတကယ်လည်းမဟုတ်ဖ ೇನೆ ရှောက်ပြိုးနေအောင်တော့လို့တွေးပြီးပြီးရည်ကျင်သွားလူကနေလို့ထိုင်လို့မကောင်းဒါပေမဲ့အလုတ်ကမပြီးဘူးအဲ့တော့ယုံသွားပြီးတော့လုတ်တွေလှုပ်ရအဲ့မှာလူကြီးကလာပြီးတော့မူရီကိုရှီနိုင်တဲ့နဲဆိုပြီးလာပြောလို့ရှိအဲ့ချိန်မှာလုံးဝမြင်ကက်သွားပြီးအဲ့စကားလုံးဘာလို့လဲဆိုတော့သူတို့အဲ့လိုမျိုးလာပြီးတော့မနိုင်ဝင်မထမ်းနဲ့တော့ပြီးပြီးအောင်ဇလုတ်เสียမလို့ဘူးဆိုပြီးတော့အဲ့လိုမျိုးလာပြောပြီးဆိုလို့ရှင်ကြောင့်ခုစိတ်ထဲမှာအေးငါမှမလုတ်လို့ရှင်ဒီအလုတ်ကပြီးเสียအကြောင်းမှမရှိတာတခြားတယောက်ကိုအဲ့တာဝန်ကြီးပြောင်းပေးမှလည်းမဟုတ်ဘူးပေါ့အဲ့ဒါကိုဘာလို့ငါ့ကိုလာပြီး ီးတော့မူးလေးကိုရှိနိုင်တဲ့ကရာဆိုင်တွေလာပြောနေရလဲပေါ့အဲ့လိုမျိုးအချိန်ပေါ့နော်စိတ်တွေရှုပ်ထွေးပြီး pressure တွေများနေတဲ့အချိန်မှာမူးလေးကိုရှိနိုင်တဲ့ကရာဆိုင်ကိုညနေတိုင်းညနေတိုင်းလာပြောတယ်ဆိုလို့ရှိရင်အယံမုံသွားပြီအခုနောက်ဆုံးပြောမယ့်စကားလုံးကကြတော့ကိုယ့်ကိုပြောခံရတယ်ဆိုလို့ရှိရင်တစ်ခါတလေတော့အမြင်ကက်တယ်ဒါပေမဲ့ကိုကလည်းအဲ့စကားလုံးကိုတစ်ခါတလေသုံးပြစ်တယ်ပေါ့နော်ဒါပါလဲဆိုတဲ့ခါကျတော့မူးရှိဝါခဲနိုင်ခဲ့သူဝါရီခဲ့သူခုခုကိုကိုကတောင်းဆိုခြင်းတဲ့အချိန်မှာကိုညီတောင်းခြင်းတဲ့အချိန်မှာ 俺写代表的是个老，是个阿不灵看的是个老路标话了，马六路新街，过啊我灯还近哦。我们那天我拉酒杯哇，拉手机过，拉烤肉去呢。俺都没有听马六路新，我们那天在马六路新呢，我拉烤哇啦，俺都没有。 တဲမပြောဘူးတဲမပြောရဲတဲ့သူကအရှိရနေပြီးတော့ငယ်ချင်းရေငါတောင်းဆိုချင်တာလေးတခုရှိလို့ငါ့ကိုနှက်ဖြန်လာခုတ်ပေးနိုင်မလားယင်ငယ်ချင်းရေနေမအားပဲတော့တိပေမဲ့ငါ့ကိုမနှက်ဖြန်လာခုတ်ပေးလို့ရမလားဆိုပြီးတော့အဲ့လိုအရှိရနေပြီးတော့စကားပလင်လေးခံပြီးတော့မှတောင်းဆိုချင်တာကိုနောက်ကနေတောင်းဆိုတာကြီးအဲ့လိုမျိုးပုံစံမျိုးလေးပြောတဲ့စကားလုံးပေါ့နော်ငယ်တဲ့တော့ယင်ယင်ကြီးကြီးနဲ့တောင်းဆိုတဲ့လူတော်ပြောလို့ရတယ်ဝယ်ယင်ကြီးရဲ့စကားလုံးလူတော်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကိုကအမြင်ကက်တယ်လို့အမြင်ကက်တာလဲဆိုလို့ရှိရင်ညတော့ကိုရဲ့အထက်လူကြီးတယောက်ရှိရဲ့ယင် तू ကအမြင်အမြင်တဲ့ပဲတခုခုကိုကို ခိုင်းခြင်းပြီးခိုင်းတဲ့ဟာတွေက လည်းရမ်းတောင်းဝင်ယူရမယ့်ဟာတွေရမ်းခက်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေကိုခိုင်းနေပြီဆိုလို့ရှိရင်တိတ်တိတ်လေးကိုယ်နောက်ကိုရောက်လာပင်းစံမူရှိဝခင်တိုင်းခေတို့နင်းစံဝရီခေတို့ဆိုပြီးတော့နောက်မှသူတောင်းဆိုခြင်းတဲ့ဟာတွေကိုတောင်းဆိုပြီးအဲ့လူကြီးရဲ့ပါဇက်ဟလိုက်တာနဲ့မူရှိဝခင်တိုင်းခေတို့ဆိုတာစထွက်လာပြီဆိုတာနဲ့တိလိုက်ပြီငါ့ကိုခက်တိုင်းခိုင်းတော့ပဲပေါ့ဝရီခေတို့ဆိုတာကိုကြားလိုက်ပြီဆိုတာနဲ့သွားပြီပေါ့နော်ငါတော့နောက်ထပ်ချိန်ဝင်လုံးရတော့ပဲပေါ့နော်အဲ့လိုမျိုးအမြဲတမ်းခံစားရစီလို့အဲ့စကလုံးအမြင်ကက်တာကြီးတကယ်တော့အဲ့စကလုံးကရင်ကြီးကြီးနဲ့တောင်းဆိုတဲ့စကလုံးပေါ့နော်လုပ်ငန်းဝင်ထဲမှာဆိုလို့ရှိ င်သုံးသင်းတဲ့စကားလုံးလို့တောင်ပြောလို့ရတယ်ကွယ်ကိုယ်စိတ်ထဲမှာအမြင်ကက်တယ်လို့ခံစားရတဲ့စကားလုံးတွေကတော့အခုပြောခဲ့တဲ့စကားလုံးတွေပေါ့နော်ဗီဒီယိုအဆက်မှာပြောခဲ့သလိုပဲဒီစကားလုံးတွေကမသုံးသင်းတဲ့စကားလုံးတွေလုပ်ငန်းခွင်အတွက်မသင့်တော်တဲ့စကားလုံးတွေမဟုတ်ဘူးပေါ့နော်ဒီတိုင်းဒီတိုင်းသုံးနေတဲ့နေ့စဉ်သုံးစကားလုံးတွေကွယ်ခြေနေပေါ်လိုက်ပြီးတော့သင့်တော်တယ်လို့သုံးလို့ရတယ်ပေါ့နော်ကိုကကြတော့ကိုယ့်ရဲ့ personal အရာကိုယ့်ရဲ့ခံစားချက်လေးတွေရှိလို့မကြိုက်တာပဲရှိတာ誒အဲ့ဒါဆိုတဲ့ခါကျတော့ဒီစကားလုံးတွေကတားမြစ်ထားတဲ့စကားလုံးတွေမဟုတ်ဘူးပုံမှန်အတိုင်းသုံးလို့ရတဲ့စကားလုံးတွေပေါ့နော်ဒီနေ့တော့လောက်ပါပဲနော် ောက်ပါပြန်တွေ့ပါမယ်တတား